တိုက်ပွဲမတိုင်ခင်ညမှာအော်ဝီချီတယောက်ဒေါသတွေထွက်နေပြီးအစိုးဆုံးငရဲကိုပြတ်တာပေးမယ်လို့အော်ဟစ်နေခဲ့ပါတယ်။ခူဝီနေမြေကမ်းခြေမှာလည်းဆော့ဟတ်တင်မော့ကိုရှာတွေ့သွားပြီးမှလို့အော်ဝီချီကလည်းဖြက်စီးပစ်လိုက်ဖို့အမိန်ပေးလိုက်ပါတယ်။ဆန်နီကိုလည်းဖောက်ခွဲပစ်ပြီးခီပီနဲ့ဥတွန်ချားကတသာ ခူရီနေမင်းနဲ့ဥထွန်ချားကတတာဝင်ကိုနဲ့ဟာယူမိုင်တို့ချားကတတာအားလုံးကိုဖျက်ဆီးပြဖို့အဝချီကအမိန်ပေးထားပြီးနောက်ဆုံးအီတချီစိတ်ကန်းကိုပါဖျက်ဆီးပြလိုက်ပါတယ်။အဝချီကသူ့မျက်လုံးနဲ့အခါစာပါတွေပြန်စုစည်းထားတဲ့ဆာမိုဝိုင်းတွေနဲ့နှစ်20ကျော်အချိန်ကိုကြော်လာတဲ့ကိစ္စတွေကိုပါတိနေခဲ့ပါရဲ့။ယုံကြည်ဖို့ခက်ရင်တောင်ရာစုဝီတေတာဟာတာကြီးဖြစ်သွားပြီဆိုရင်ပဲတည်င်းတွေကယုံကြည်ရတာမလို့အခါစာပါတွေအသက်ရှင်နေသေးရဆိုရဲကိစ္စကိုငါလူတွေအတိတ်ပဲမရှိရတွေ့လို့ထင်နေလက်ကယူမဆိုင်တော့ဘူးလို့အဝချီကဆိုပါရဲ့။စိတ်ကန်းနဲ့လမ်းကြောင်းတော်တော်များကိုလည်းဖျက် ်းီးချတယ်စစ်သား၄000ကျော်စုထားလဲဘယ်သူမှလာနိုင်မှာလဲမဟုတ်တလို့လက်တော့ပြန်ဖို့လဲအခွင့်အရေးတစ်ခုတောင်ပေးမှာမဟုတ်လို့ကုကေရမဲ့လူစု꿰ပြီးစိတ်သက်ကြနေလိုက်စမ်းလို့အော်ဝချီကပြောရင်ရှီမောနေခဲ့ကြပါရဲ့တဖက်မှာလည်းမမိုကနောက်ထပ်အခွင့်အရေးကိုပြန်စတင်ကြမယ်လို့ပြောနေပေမဲ့ဒီအခွင့်အရေးကိုလွဲသွားမယ်ဆိုရင်တနည်းတော့ထက်ဆောင်ရမှာလို့ခင်ရမောကပြောလိုက်ပါရဲ့အကြာကြီးထပ်ပုံးနေမယ်ဆိုရင်ဥတော်ထောင်ကိုတင်ထားရဲဆိုပါကိုလည်းတည်သွားလိမ့်မယ်ခိုင်တိုစစ်တပ်တစ်ခုလုံးကတပုံးတွေကိုဖမ်းဖို့လာလိမ့်မယ်စားစရာလည်းထမခိုးနိုင်တော့လို့ခူဘီနေမင်ကမထွက်ခင်ဘာဖြစ်သွားလဲဆိုတာသိမှာပါလို့ခင်ရမောကပြောလိုက်ပါရဲ့ ိန်တိုက်ပွဲကိုရှုံချီကြတဲ့အုတ်ခုပွဲမျိုးကလူတွေကအရှင်လက်လက်မိတိုက်ခံလိုက်ရတယ်။အဲ့ဒီတည်းမှာခရမ်းမိုကသူ့ရဲ့ဇနီးလေးပါသွားခဲ့တယ်။ဒီနေရာမှာအဆက်မဲစွာထွက်ပြေးအသက်ရှင်စေချင်တာလားလို့ထပ်ပြောလိုက်ပါရဲ့။မမို့ကလည်းဟီယိုဘီနဲ့နေခဲ့ဖို့ပြောတဲ့အခါတဖက်တက်ကြီးမဆုံးဖြတ်ဖို့မမို့ကအော်ပြောလိုက်ပါ။အိုဒန်မှာအစကနောက်လိုက်တရားမှမရှိခဲ့ပေမဲ့အိုဒန်နဲ့တာသူတို့တွေမဆုံးတွေ့ခဲ့ရင်အားလုံးကရင့်ကျက်နေသေးတဲ့စာမွေးတွေဖြစ်လာမှာမဟုတ်ဘူးလို့ခန်ချီကလည်းဆိုပါရဲ့။ ဘသူကမှမဆုံးရှုံးကျင်တော့လို့မမို့လဲမသွားဖို့တားနေခဲ့ပါရဲ့ရှာစုနစ်ချီရှေးဟောင်းနိုင်ငံဖြစ်နေတာကုစုကီကလန်နဲ့သက်ဆိုင်နေပြီးတော့အချိန်ကနောက်ဆုံးကြကဘာကြီးစမပြောင်းလဲခင်ဝါလုံတိုင်းပြည်ကိုဖွင့်လစ်မယ်လို့အိုဒန်ပြောခဲ့တာကိုလည်းခဲမို့တို့ကပြန်တွေးရင်ထွက်ခွာဖို့လုပ်နေခဲ့ပါပြီလွန်ခဲ့တဲ့၄၀နှစ်ကပန်းမျိုးတော်ကိုအိုဒန်ကပြန်ရောက်လာခဲ့ပြီးမြို့တော်မှာလည်းအရန်နမယ်ကြီးရဲ့သူတယောက်ရှိနေခဲ့ပါရဲ့ ိုဒန်ကစီကန်းတင်းကျက်တာတွေစိတ်ကျဉ်ကျက်တာတွေကိုမလိုချင်ပဲလွတ်လွတ်လပ်လပ်နဲ့ကဘာကြီးကိုမြင်ချင်တဲ့သူတယောက်ပါချေပြက်တဲ့တစ်တော်စိမ်မြေပြင်တစ်ပင်ပန်းမှန်လေးတွေနဲ့ရေစီးချောင်းလေးတွေကလည်းစီးစင်းနေပြီးလှပတဲ့ပင်လေတစ်ခုဘဝတရားတွေနဲ့ပြည့်နှက်နေတုန်းကဝါလုံးတိုင်းပြည်ရဲ့ပုံမြင်တဲ့ပုံပါဆူဘူချိုကိုအဲ့တဲ့တွေကတော့ဝက်ဖြူလေးတစ်ကောင်ကိုပြတ်တားလိုက်ပါရဲ့သူ့ကိုမြို့တော်စီယူသွားမယ်ဆိုရင်ပလက်တီနမ်ကွိုင်တစ်ခုရှာမှလို့သူကပြောတော့ဆူဘူချိုလည်းအိမ်ကောင်းလေးတစ်ခုစောက်ဖို့လုံလောက်တော့တာပဲလို့ပြလိုက်ပါရဲ့ အဲ့ဒီအချိန်ခင်ရမုတ်ကစိုင်ကပတ်စံတွေခိုးနေတာကိုမြင်သွားလို့ဖမ်းလိုက်ပြီးခင်ရမုတ်အလောင်းကစားအရန်လှုပ်လို့သူ့အပေါ်အကျွေးဘလောက်တင်နေလဲရောတိလာလို့မေးလိုက်ပါရဲ့ခင်ရမုတ်လည်းသူတို့ကကလေးဘွားတွေကတိလာခဲ့တာမို့လို့နင့်အကိုကြီးလိုပဲဖြစ်ပြီးတော့အခုပတ်စံလူဝင်နေရဲ့လို့ထပ်ပြောတဲ့အခါစိုးချူလည်းနောက်တစ်ခါသူ့ပတ်စံတွေကိုလာထည့်ရင်အတွင်းအင်္ကာတွေဖျက်ယောင်းပစ်မယ်လို့ပြောလိုက်ပြီးအကျွေးပြတ်မဆက်နိုင်လို့အဝတ်တွေထဲချုပ်ထူထားခဲ့လိုက်ပါရဲ့ခင်ရမုတ်လည်းဖင်ပြောင်ကြီးနဲ့ထွက်ပြေးလာခဲ့ပေမဲ့ပတ်စံရနိုင်မဲ့နီလန်တစ်ခုရရတဲ့ဆိုပြီးတော့ဝမ်းတာနေခဲ့ပါရဲ့ တစ်ဖက်ကဇာပနာမှာလည်းအိုဒန်တယောက်မိသချို့ထားတဲ့မိနဲ့ဂျပန်ရိုးရာစားစရာတမျိုးဖြစ်တဲ့အိုဒန်ကိုချက်ပြုတ်စားနေခဲ့ပါတယ်။မြို့ကနေထွက်ဖို့ဥပဒေနဲ့မညီပဲ38ချိန်တောင်မှစူးစမ်းခဲ့ကြအောင်စောင့်မွေးရောက်ကအိုဒန်ရဲ့အဖေဖြစ်သူစုကီယာကီကိုပြပြနေခဲ့ပါတယ်။ ိုတန်ကအသက်တစ်နှစ်မပြည့်သေးခင်မှာပဲခလေးထင်းကိုလွင့်ပြောင်းအောင်လုပ်တယ်နှစ်နှစ်မှာရုံနှကောင်ကိုတပြိုင်နက်တည်းဖမ်းနိုင်တယ်လေးနှစ်ကြာတော့ကြောက်တုံးနဲ့ဝက်ပွန်တကောင်ကိုစော့ပစ်တယ်ခြောက်နဲ့ရောက်တော့လေရဲတကပတ်စံတွေကိုဖြုံပြီးတစ်ချိန်လုံးအလေးလိုက်ရှစ်နှစ်ကြာတော့အလောင်းကစားရုံတွေမှာပြဿနာရှာကိုနှစ်မှာယာကူဇာတွေရဲ့ဘလက်လစ်တင်တာကိုခံရလို့အဲ့ဒါကိုတစားချေဖို့အတွက်လောင်းကစားရုံကိုမီးရှို့လူစိုးဖွဲ့တွေကြာစစ်ပွဲတွေဖြစ်အောင်လုပ်လို့အဖမ်းခံရတယ်စနစ်သားကြာတော့ကြောင်းတွင်းမှာပဲအချိန်ကုန်ပြီးစွန့်ရည်ပေါ်လာကတော်တဲ့ဘဘူးဆရာကြီးဖြစ်လာရင်ဒါကတေချာပေါက်ခုစုစီကလန်ရဲ့တွေးသားကြောင်းဖြစ်မယ်လို့စာမွေးကဆိုပါ 哎。 အိုဒန်၁၄နှစ်သားတုန်းကမြို့တော်မိုးခေါင်တဲ့အချိန်ပြည်သူတွေခံစားရမှာကိုမလို့သားလို့မြေကြီးစီးချောင်းကိုပြောင်းပြီးမြို့တော်မှာရေကိုစီးဆင်းစေခဲ့တဲ့ဆိုပေမဲ့ထပ်ပြီးတော့အဖမ်းခံရပြန်ပါတယ်။လှိုင်ကောင်းကနေနိုင်ငံကထွက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းစိုးစိုးရွားကြရှုံးပြီးတော့၁၅နှစ်သားအရွယ်ကြပြန်တော့လေတမောကဖခင်เจ้าမှာညညဆိုရင်မိမတွေကိုခေါ်ပြီးတော့ချစ်တင်းခင်းတယ်။မိမတွေရဲ့ထွက်ဆိုချက်ကတော့အချို့လူတွေအတွက်တော့ဒီအကြောင်းအရွယ်ကဒေါ်တာထွက်စေပြီးအဲ့ဒီလူတွေကတော့အဲ့ဒီအမျိုးသမီးတွေရဲ့မိဘချစ်သူကြီးစားယောက်ျားတွေဆိုပေမဲ့လေအိုဒန်ကစိန်ခေါ်တော့ကိုလက်ခံပြီးတော့ပြန်ချခဲ့တယ်။ဒါကိုဟာရ ရန်ဝါဆိုတော့မှခေါ်ဆိုခဲ့ပြီးတော့တားဆီးဖို့အတွက် Hyogyo Family ကပါဝင်ပါရပါတော့ဟဲ့ ဒီအကြောင်းလေးကိုစာမွေးကဝမ်းသာအားရပြောနေခဲ့ပါတယ်။အခုအိုဒန်အသက်18နှစ်အခုအချိန်ထိပုံမှန်နှုံးတွေနဲ့ဒုက္ခပေးနေတာကိုတင်ပြချင်တာဒါပါပဲလို့စာမွေးကပြောနေတော့ဆူကီယာကီကမင်းရှင်းပြနေရတွေကိုမလို့ခြင်းပဲဒီစာကိုဒါအိုဒန်စီပို့ဖို့ပြောလိုက်ပါတယ်။ထိုစာကအမွေဖြတ်စာဖြစ်ပြီးတော့ဆူကီယာကီကအိုဒန်နဲ့ဆက်ဆံရေးကိုလည်းဖြတ်လိုက်တော့မယ်လို့ဆိုပါတယ်။တစ်ဖက်ကအိုဒန်ကလည်းအိုလိုက်မောချပြီးနောက်ခက်ဆူဇိုရဲ့အယိုးဘုတ်ကိုလည်းစာကိလောင်းပေးလိုက်ပြီးနောက်တစ်ခါတောက်ကြရင်တော့နောက်ဘဝမှာပဲမလို့အေးအေးဆေးဆေးသွားပါလို့ပြောပြီးထွက်ခွာသွားခဲ့ပါတယ်။ တဖက်မှာလည်းခရမ်းမုတ်ကတောဝက်ဖြူနဲ့အဝစ်တွေကိုလူယူလိုက်ပါရဲ့ဟီယိုကီယိုကလည်းခရမ်းမုတ်ကိုဖမ်းပြီးအရေးကုံဆုတ်လိုက်ဖို့ပြောနေခဲ့ပါရဲ့ဒန်ချီယိုတယောက်ကလည်းမြို့တော်ထဲမှာအိုးတစ်ခုကိုဂျင်းထဲဝယ်လာပြီးခရမ်းမုတ်ကလည်းသူ့ဖမ်းလို့ရခဲ့တဲ့တောဝက်ဖြူကိုဒန်ချီယိုကိုပြတ်တက်လိုက်ပါရဲ့ မြို့ထဲမှာလည်းအိုတန်ကရောက်လာခဲ့ပြီးအချက်ပေးတန်ကြောင်အားလုံးကထွက်ပြေးလို့နေခဲ့ပါတယ်။ခူခိုမာဘော့စ်ကအဲ့ဒါကိုငါးစာဖြစ်တုံးပြီးတော့ဟီယိုကီယိုဖမ်မလီကိုဖျက်ဆီးနေခြင်းခဲ့တာမလို့အဲ့ကောင်ကိုယူမလာခဲ့တယ်မလို့ဒန်ဂျီယိုကပြောလိုက်ပါတယ်။ဘာကိုဆိုလိုမှန်းခရမ်မိုကမသိတော့ဒန်ဂျီယိုလည်းအဲ့ဒီကောင်လေးရှိနေတဲ့နေရာကိုမိဘဝက်ကြီးကချက်ချင်းရောက်လာနိုင်တယ်လို့ထပ်ပြောလိုက်ပါတယ်။တစ်ဖက်ကမိခင်ဝမ်မကြီးကလည်းမြို့တော်တဲကိုရောက်လာလို့နေခဲ့ပါပြီ။ခရမ်မိုကလည်းမိဘတော်ဝက်လို့ပြောတာကြောင်တောင်ဖြစ်နေလို့တထောင်လောက်ရှိတဲ့တော်ဝက်ဖြူမကြီးလို့ဒန်ဂျီယိုကထပ်ပြောလိုက်ပြီးတော့ဒါကြောင့်မဲ့သူတို့ကိုတောင်နတ်ဖျားလို့ခေါ်ချောင်းမှာထပ်ပြော လိုက်ပါတယ်။ရှာစုနဲ့အတော်များတုံးကတညာဒေးနဲ့တနေမြေလုံးကိုဖျက်ဆီးသွားခဲ့ဘူးရဲ့လို့လည်းကြားပို့ပြီးတော့ဒန်နာရီတခုလို့ထင်ခဲ့ပေမဲ့တောင်းနဲ့ဖျားကတကယ်ရှိတာပဲဆိုပြီးဒန်ဂျိုလည်းအယံလန့်နေပါဝဲ။ခင်းမုံကသူ့ကြောင့်မြို့ကြီးပျက်စီးရအောင်မယ်လို့ပြောနေတော့အိုဒန်ကရောက်လာပြီးတော့စိတ်ဝင်စားစရာပြီးကြားလိုက်ရတာမလို့အဲ့ဒီဝက်ကိုပေးဖို့ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့တနားရီလောက်ကဆူအိုချိုကိုဆာမွိုင်းတွေကပြဿနာရှာနေတုန်းတောဝက်လီအနှံ့ကြောင့်ဝက်ကြီးကဆူအိုတို့စီကိုရောက်လာခဲ့ပါတယ်။အိုဒန်ကလည်းဝက်ကိုတောင်းနေရမယ်ခင်ယမ်မိုကတော့အခုထိပလက်တီနမ်ကွိုင်းတန်နေဆိုပြီးမပေးပါဘူး။ ဒန်ချီယိုကလည်းသူလေးစားရတဲ့အိုဒန်နဲ့တွေ့လို့အယံဝမ်းသာနေပါတော့အဲမြို့ထဲကနတ်ဆရာကလည်းတောင်းနဲ့ဖျားကိုစိတ်ဖြစ်အောင်လုပ်ရမှာမလို့တော့ဝက်ဖြူလေးကိုရှာချဖို့အမိန်ပေးလိုက်ပါရဲ့အပြက်စီးတွေလည်းအတော်များနေပြီဟီယိုကီယိုတို့ကလည်းရောက်လာပြီးပီလူတွေကိုဘေးကင်းရကိုအရင်ရွှေခိုင်းလိုက်ပါရဲ့ခဲမိုစီကိုလည်းတော့ဝက်ဖမ်းခဲ့တဲ့စာမွေးကရောက်လာပြီးတော့အဝတ်မှာတော့ဝက်အနက်ဆွဲနေတဲ့အဖော်နှစ်ယောက်တောင်မှအမျိုးခံခဲ့ရပြီးမလို့အမျက်နာပြန်ပေးလိုက်ဖို့နဲ့စူအိုချူလည်းပါချောင်းပြပြလိုက်ပါရဲ့စူအိုချူကမင်းစီကတော့ဝက်ဖြူကိုပြန်ယူဖို့အတွက်သူ့ကိုယ်သူတစားကန်လုပ်ပြီးတောင်အောက်ကိုဆင်းလာတဲ့လမ်းမှာပဲအားလုံးမင်းချ ောင့်အမျိုးခံလိုက်ရပြီလို့စာမွေးကဆိုပါရဲ့ခရမ်မိုလည်းတောဘက်ကိုပြစ်ချပြီးချက်ချင်းတောဘက်ကြီးစီကိုသွားပါတော့ဟဲ့ခရမ်မိုကဓာတ်ကိုဆွဲထုတ်ပြီးဆိုဂျိုကသူ့အတွက်စိတ်ပူခဲ့တာလေးတွေကိုပြန်တွေးရင်ဓာတ်နဲ့ထိုးထည့်လိုက်ပါတော့ဟဲ့ဝက်ကြီးကလည်းပြန်တွန်းထုတ်တဲ့အခါနတ်ဆရာကတောင်းတဖျားကိုထိခိုက်အောင်လုပ်ရင်ဝါနိုတိုင်းပြည်ကြီးပျက်စီးသွားမှာမလို့မလုပ်ဖို့တားဆီးလိုက်ပါဟဲ့ဒါပေမဲ့ခရမ်မိုကတော့ဆိုဂျိုကိုပြန်ပေးဆိုပြီးတိုက်ခိုက်နေခဲ့ပေမဲ့သူ့ပဲတရားပြေရပြီးကြံခဲ့ပါတော့ဟဲ့အိုဒန်ကလည်းတတိယရှိတာပဲလို့ခရမ်မိုကိုပြောနေခဲ့ပါဟဲ့ ခင်ရမုံကတော့သူ့ကြောင့်သာစူအချိုတယောက်တေဆုံးသွားခဲ့ရမယ်ဆိုရင်သူကိုယ်တိုင်နဲ့တေချင်တယ်လို့တွေးရင်လည်းဒါကိုပြန်ကင်ဖို့ကြိုးစားနေခဲ့ပါရဲ့အဲ့ဒီချိန်အိုဒန်ကဝက်ဖြူလေးကိုပြလိုက်တော့အားလုံးကအိုဒန်လုတဲ့ထင်ပြီးဝိုင်းပြောကြတဲ့အခါခင်ရမုံလည်းမြို့တော်ဒီလိုဖြစ်ရတာသူ့ကြောင့်ပါလို့ပြောနေခဲ့ပါရဲ့အိုဒန်က2 swast time paradise waterfall နဲ့ခုတ်ဖြတ်ပေးလိုက်ပါတော့ရဲ့ ဒါကိုမြင်လိုက်ရတဲ့ဟီယိုကီယိုတဲ့အိမ်ပြန်တော့မယ်လို့ဆိုပါရင်အမျိုးခံလိုက်ရတဲ့လူနဲ့အိမ်တွေကမြို့တစ်တီထောင်လို့ရရတယ်လို့တော့မပြောကြပြီးတော့မြို့တော်ရဲ့လေးပုံတပုံကပျက်စီးသွားခဲ့ပေမဲ့ထူးခြားစွာနဲ့ပဲတယောက်မှတည်ဆုံမသွားခဲ့ပါဘူးအားလုံးကကျေးဇူးတင်စကားပြောချင်ပေမဲ့ဒီလိုဖြစ်လာရတာအိုဒန်ချောင်းပဲဆိုပြီးတော့တင်းခံနေခဲ့ကြပါရဲ့ အဲ့ချိန်ခင်ရမုံကအားလုံးသူပြောတာတွေကိုနားထောင်ကြားလို့ပြောရတော့မှပဲအိုဒန်ကတစ်ချက်တီးပေးလိုက်ပြီးတော့မလိုအပ်တာတွေကိုထပ်မပြောနိုင်လို့ဆိုပါရယ်။စောင်းမွင်းတယောက်ကလည်းအိုဒန်အဖေပေးခိုင်းတဲ့စာကိုလာပြီးတော့အိုဒန်ကလည်းဒါကိုပြောကြည့်လက်ခံလိုက်ပြီးတော့ချက်သွားပါတော့။ခင်ရမုံကလည်းအုံငုံနေပြီးသူ့အိုဒန်အတွက်သာဆိုရင်အသက်ကိုပါတေးပါတေးပေးနိုင်လို့ဆိုဂျိုကိုပြောနေခဲ့ပြီးတော့ဒန်ဂျီယိုကလည်းအိုဒန်နောက်လိုက်ပါတော့။ခင်ရမုံကသူ့လဲအိုဒန်နောက်ကိုတစ်သက်လုံးလိုက်မယ်လို့ဆုံးဖြတ်လိုက်ပြီးဆိုကအိုဒန်နောက်ကိုလိုက်ပါတော့။ အားလုံးကအိုဒန်နောက်လိုက်ချင်နေပေမဲ့ကိုချတော့ကိုမနဲ့ထိန်းထားရပါရဲ့ဟာကူမိုင်ကယာစုဝီစီကိုအိုဒန်ကလာတဲ့အခါယာစုဝီရဲ့အစီကံဖြစ်တဲ့အော်ဝီချီကလမ်းပြပေးနေခဲ့ပါတယ် ခူရီနယ်မြေမှာအာရှီဝါဒိုချီလို့ခေါ်တဲ့မကောင်းဆိုးရွားနေထိုင်နေလို့အိုဒန်ကပြောတော့အဲ့ဒါကစူကီယာကီအောင်ဖြည့်ရှင်းနိုင်ခဲ့တဲ့ကိစ္စဖြစ်ပြီးတော့အဲ့ဒီမှာလုံလောက်အောင်လို့အစွမ်းမထက်ဘူးဆိုရင်ဘယ်သူမှအသက်ရှင်နိုင်မှာလည်းမဟုတ်ပဲအဲ့ဒီနယ်မြေကဥပဒေမရှိပဲတည်တဲ့နိုင်ငံတစ်ခုလို့ပဲလို့ယာဆူရီကတရားရှင်းပြလိုက်ပါတယ်ဒါမဲ့အိုဒန်ကတော့စိတ်ဝင်စားစရာနေရာတစ်ခုလို့ဆိုကသွားလေအောင်မယ်ဆိုပြီးထွက်သွားပါတော့ လာချင်းလာထွက်ချင်းထွက်လုံချင်းလို့လုံနေတော့တာပဲလို့ရာစုကြီးကပြောနေတော့မှာပဲစာမွေးတက်ကရောက်လာပြီးတော့အိုဒန်နေသွားတဲ့အခန်းကိုလာပြပါတော့ရယ်ရာစုကြီးလည်းတဘာဝဘေးဒဏ်ဖြစ်သွားတယ်လို့ပဲထားလိုက်ပါလို့ပြောနေတော့ပတ်စံတွေပါထပ်ခိုးခံလိုက်ရပါတယ်အော်ဝချီကသူကိုယ်တိုင်မြင်တွေ့လိုက်ရတာဖြစ်ပြီးတော့ကြောက်လန့်လို့မတားဆီးနိုင်နိုင်ဘူးလို့ပြောတဲ့အခါအိုဒန်သာဒီပတ်စံတွေကိုယူချင်တယ်ဆိုရင်တော့လူတိရှင်ကြတရားဝင်တောင်းကြည့်ပါမလို့ရာစုကြီးလည်းအိုဒန်ကိုမတင်ကံဖြစ်ပဲနဲ့အော်ဝချီကိုမယုံဖြစ်နေခဲ့ပါဘီဟာခူမိုင်းကထွက်သွားပြီးအိုဒန်တို့ဘီဟာခူဘီကိုဥတီခဲ့ကြပါမယ်ခရမ်မိုတို့ကနောက်ကနေတကောက်ကောက်လိုက်ရင်လို့အိုဒန်လည်းဘယ်တိလိုက်နေအောင်မှလဲစ ဆိုပြီးတော့အော်ဟစ်နေပါတော့ရေမိုးရွာရဲ့အခါကြလဲခဲမို့တို့ကအပြင်မှာပဲစောင့်ရတာမလို့အထဲဝင်ခဲ့ဖို့အိုဒန်ကပြောလိုက်ပါတယ်အထဲရောက်တော့အိုဒန်ကဘာလုံးနေရလဲလို့ခဲမို့ကမေးတဲ့အခါပြပကသင်မောလမ်းညွန်သူတွေရေးလို့မျိုးမှတ်တမ်းရေးနေရလို့အိုဒန်ကဆိုပါတယ်အိုဒန်ရဲ့စာအုပ်ထဲမှာသူခကြီးတွားထားရဲ့အကြောင်းတွေကိုပဲရေးသားထားခဲ့တာပါ ဒီလိုနဲ့ဝင်ကိုကိုရောက်တော့ပေတိပေဆုံနဲ့ညီကိုနှစ်ယောက်ဖြစ်တဲ့အီစုနဲ့ညီငယ်လေးခိကူနိုချိုနဲ့တွေ့ဆုံခဲ့ပါတယ်။ကပြပြီးပတ်ဆက်ယူဖို့စ조사ရမယ်အချင်သာတရားမရှိတဲ့သူတွေကြောင့်အိုရန်နောက်ကိုလိုက်ခဲ့ပါတယ်။အကဆရာတယောက်ရဲ့သားတွေလို့ပြောကြပါမယ်။အဖေအဖမ်းခံရပြီးနောက်ပိုင်းမိသားစုတွေကွဲသွားခဲ့ရတယ်လို့ခရမ်မကဆိုပါတယ်။ကီဘီနယ်မြေမှာတေသူရောရှင်သူရောစီကစပင်ကိုဖျက်ယူတဲ့သူတယောက်လည်းရှိနေခဲ့ပါတယ်။အသက်ရှင်မှုတို့ကစပင်တွေကိုစုတ်တန်လုပ်ပြီးရောင်းစားတဲ့ခန့်ဂျီကိုကအိုရန်ရဲ့စပင်ကိုပါယူဖို့လုပ်ခဲ့တာမလို့ပြန်တီးပေးလိုက်တဲ့အခါအိုရန်နောက်ကိုလိုက်လာခဲ့ပါတယ်။ဥဒုံမြေတဝိုက်မှာလည်းတော့ ုတ်ကိုဖုံးလွှမ်းနေတဲ့တောင်သမားတွေရှိနေလို့ကောလာဟာလာတွေရှိနေခဲ့ပါတယ်။ဥဒုံကိုရောက်တော့ခူဆူကီကလန်အိုနီဝါဘန်ရှူအရင်အဖွဲ့ဝင်ဟောင်းဖြစ်တဲ့နင်ဂျာရိုက်ဆိုနဲ့တွေ့ခဲ့ပြီးအိုဒန်နောက်ကိုပဲလိုက်လာခဲ့ပါတယ်။အရှူဝါကလည်းအိုဒန်ခူဝီနေမျိုးကိုလာတာသိပြီးတော့ကိုတိုင်တက်ချင်တာမလို့ဖမ်းခေါ်လာခဲ့ဖို့အဖွဲ့သားတွေကိုအမိန်ပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်းအားလုံးကဂျပန်ရိုးရာအစားအစာဖြစ်တဲ့အိုဒန်ကိုစားနေတော့မှပဲအိုဒန်ကပျောက်နေတဲ့အခါဒန်ဂျီယိုလည်းတောင်ဘက်မှာခူဘီနေမီစီသွားတဲ့ဂိတ်တစ်ခုရှိနေသေးတယ်လို့ပြောပြီးတော့ခရမ်းမိုလည်းအိုဒန်နောက်ကိုအမြန်လိုက်ပါတော့ရင်တစ်ဖက်ကအိုဒန်ကလည်းခူဘီနေမီကိုရောက်နေပြီဖြစ်ပြီးတော့အာရှီဝါကလည်းအိုဒန်ခေါင်းကိုဖြတ်ဖို့စောင့်ဆိုင်နေခဲ့ပါတယ်ဘာလို့မဆိုဝင်လာလို့ရတယ်ဆိုရင်ပဲထွက်မယ်ဆိုရင်တော့အတက်ခံရလိုက်မယ်လို့အာရှီဝါကဆိုပါတယ်ဒီလိုနဲ့အိုဒန်ကိုစာပြီးတိုက်ခိုက်တဲ့အခါမင်းက boss လားလို့အာရှီဝါကိုပြန်မိလိုက်ပါတယ် အဲ့ဒီအချိန်မိုးတွေကလည်းရွာကျလာပြီးတစ်ဖက်မှာလည်းခရဲမတို့ကခူရီနယ်မြေကိုလှမ်းမြင်နေရပါပြီမြို့တော်မှာအလိုလိုက်လို့ပျက်စီးပြီးကြီးလာတဲ့မင်းတို့အယူးတွေကငရဲမှာရှင်တန်ရတာဘလို့နေလဲဆိုတာနားလည်မှာမဟုတ်ဘူးလို့အာရှူဝါကပြောလိုက်ပြီးအားလုံးကိုတက်ပြစ်မယ်လို့ဆိုပါတယ်။အိုဒန်ကတူးဆွတ်စတိုင်ဆာမွန်ဂရိတ်ဆပရစ်နဲ့အိုဒန်ကခုတ်ဖြတ်ပေးလိုက်ပါတယ်။ခရဲမတို့ရောက်လာတဲ့အခါမှာတော့အားလုံးကမှောက်လို့နေပြီးတော့ဒဏ်ရာရီနဲ့လဲကြားနေတဲ့အာရှူဝါကိုလည်းတွေ့လိုက်ရပါတယ်။အာရှောကသူနောင်တမရဘူးလို့သူ့ကိုတပ်ပစ်လိုက်ဖို့ပဲပြလိုက်ပါရဲ့မင်းတို့တွေငါ့ကိုသဘောကျကျသေးလားလို့အိုဒန်ကမေးလိုက်ပြီးတော့မင်းတို့ရဲ့ဉာဏ်ပညာခွန်အားနဲ့လေအ ကူညီပေးပါလို့ထပ်ပြီးတော့ပြောလိုက်ပါတယ် ဒီအကူကြီးမဲနေရဲ့အုပ်စုကိုဘရင်အနေနဲ့ဥဆောင်ဖို့ဆုံးဖြတ်လိုက်ပြီလို့အိုဒန်ကလည်းထပ်ပြောလိုက်ပါတယ်။ဒီလိုဥပဒေကင်းမဲနေတဲ့ခူဘီနယ်မြေကိုအိုဒန်တို့တွေကသူတို့ရဲ့ခွန်အားတွေကိုတောင်းပြီးကျန်းတဲ့မြေကနေနေထိုင်လို့တင့်တော်ရဲ့နေရာတစ်ခုဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ဒီအောင်မြင်မှုကြောင့်ပဲဆူကီယာကီကသူ့သားကိုခူဘီနယ်မြေရဲ့ဒိုင်းမျိုးအဖြစ်တာဝန်ပေးရခဲ့ပါတယ်။ဒီသတင်းကဝါလုံးတိုင်းပြည်တစ်ခုလုံးကိုပြန့်နှံ့လို့သွားခဲ့ပါတယ်။အားလုံးဝမ်းသာနေရမြင်နေရတဲ့အာရှူပါလေအရင်ကဒီလိုငင်းချမ်းတာမျိုးကိုမမြင်ဘူးသေးဘူးလို့ပြောရင်မျက်ရည်ကျမဲ့ကြံကရှိသေးအိုဒန်ကမျက်နှာကိုဖြတ်ကန်ပေးလိုက်ပါတယ်။အာရှူကလည်းဒေ ောဒါရဲ့အရန်ထွက်နေလို့အားလုံးကဝိုင်းဆွဲရပါတော့ဟဲ့ဒိုင်းမျိုးတယောက်မှနောက်လိုက်ကြည့်တဲ့လူတာမလို့အခြားသူတွေထက်အိုတန်ကမင်းတို့တွေကိုပဲခန့်အပ်ချင်တာမလို့ငါရဲ့ဆာမဝိုင်းတွေဖြစ်လာပေးဖို့ပြောလိုက်ပါအဲဒီကနေ6နှစ်ကြာပြီးရဲ့နောက်မှာတော့ Rock Spirit ကြံရှိသူတွေဟာအဖွဲတစ်ခုစီနဲ့နမဲဇုံးနဲ့ကြော်ကြားလာခဲ့ပြန်ပါရဲ့ခုပြီးကန်းချီမှာခါဝါမဆုကလူလားမွန်စတာလားဆိုပြီး mix မျိုးနဲ့တွေကိုကြည့်နေတော့နောက်ကနေအရိုက်ခံရပါတော့ဟဲ့အရင်နှစ်ပေါင်းရာချီကဝါနိုကကုဆူကီဆာမဝိုင်းတွေနဲ့ mix မျိုးနဲ့ဇုံးတွေဟာဂတိတ္တဆာဆိုပြီးတော့မဟာမိတ်တွေဖြစ်လာခဲ့ကြပါရဲ့ တုံးရောင်တော့အဖမ်းခံထားရတော့ cat fiber ကလည်းဘာကမဟာမိတ်လဲဆိုပြီးတော့အော်ဟစ်နေပါတော့အဲခန်းချီကချိန်စာတင်းနေရလားဆိုပြီးမီးရှို့ပြဖို့လုပ်တဲ့အခါငါဖမီးပြန်လာရဲ့အိုဒန်ကမြင်ပြီးဝင်တားပါတော့အဲအတိပညာနဲပါကြတော့ကိုနဲ့မတူတဲ့ပုံစံဆိုရင်ကြောက်လန့်ကြရဲ့ဘလူတောင်လောက်ရတာလဲလို့အိုဒန်ကပြောလိုက်ပါတယ်သူတို့နဲ့တုံးရောင်လုံးကအိုဒန်ကိုကျေးဇူးတင်စကားပြောပြီးတော့အိုဒန်နောက်ကိုလိုက်လာခဲ့ကြပါတယ် အိုဒန်ကိုစာပြီးတော့တယောက်ပြီးတယောက်ကမိတ်ဆက်နေတော့ခင်ရမ်းမို့လေတတော်တွေကစကားပြောနေရကြည်ရတာရှင်းသားမရသေးဘူးလို့ဆိုပါရဲ့မစ်မျိုးနွယ်စုအကြောင်းကိုတခါကအဖေဖြစ်သူကပြောကြားခဲ့ပူကြောင်းအိုဒန်ကပြောတော့ဒေါ့စတုန်လည်းတို့တန်းပြီမှာအဲ့လိုပုံစံတစ်စိမ့်ရှိကြောင်းပြောလိုက်ပါရဲ့ကတ်ဖိုင်ဘာလည်းသူတို့ကိုဒီလိုကျွေးမွေးလို့ကျေးဇူးတင်ကြောင်းပြောနေရင်လည်းစားတော့အရန်ပူတယ်ဆိုပြီးတော့အိုးကိုမှောက်ချလိုက်ပါရဲ့ဘလို့တော့ရိုင်းပြတဲ့ကောင်နဲ့ဆိုပြီးခင်ရမ်းမို့ကထောက်အောင်နေတော့ခါဝါမဆူကသူ့အတွက်တော့အရန်ကောင်းနေလို့ဆိုပါရဲ့ မင်းကဘာကောင်လဲလို့ခင်ရမောကမေးတော့ခဝါမာဆိုလဲတူတူတင်မောမြုပ်ပြီးတော့မိခင်နဲ့အတူဒီနိုင်ငံကိုမျောလာလို့အကူကြီးတောင်းခဲ့ပေမဲ့ငါးလူသားတွေဖြစ်နေလို့မောင်းထုတ်ခံခဲ့ရတယ်။အမေတေကန်နီးမှပြောခဲ့တာကငါးလူသားတွေကနှိမ်ချဆက်ဆံခံရလို့ခပ်ပါလို့ပဲကိုကိုယူဆလို့ပြောခဲ့ကြောင်းလဲခဝါမာဆိုကပြောလိုက်ပါရဲ့။ကဲတင်ပြီးစားစရာပေးဖို့လဲကျေးဇူးတင်ပြီးတော့ကျွန်တော်တို့ရောစားလို့ရရလို့ခဝါမာဆိုကထပ်မေးလိုက်ပါရဲ့။အိုဒန်ကသူထက်ချက်ပေးပါမယ်လို့ပြောပေမဲ့ခဝါမစုကနှမျောစရာကြီးလို့ပြောတဲ့အခါကက်ဖိုက်ပါလေသူစားစရာတွေကိုဖြုံးသိမိပြီဆိုပြီးတော့ခဝါမစုကိုပြန်တောင်းပန်လိုက်ပါရဲ့ ကပ္ပကြီးမှာမမြင်ရသေးတဲ့တဝါတွေလည်းရှိနေသေးတာမလို့မင်းတို့ကိုမြင်ပြီးတော့တနေ့ပင်နေတဲ့ကိုထွက်ရမှာကိုတော့မဆောင်ဆိုင်နေတော့လို့အိုဒန်ကဆိုပါရဲ့ခယူးဆိုင်ပြီးသွားချလို့အိုဒန်ကပြောတဲ့အခါတုံးယောက်စလုံးကလည်းသွားစရာနေရာမရှိတော့ဒီမှာပဲနေကွင်းပြုတ်ပါဆိုပြီးတော့អော်ကြပါတော့ဟဲ့ဒန်ချီကလည်းအိုချီကိုပဲပတ်စံချီနေလို့အိုဒန်ကိုပြောတဲ့အခါရာဆူနဲ့ပတ်သက်မဲ့သူဆိုတော့မလွတ်ပေးထနိုင်ဘူးလို့အိုဒန်ကဆိုပါရဲ့ဒီလိုနဲ့အားလုံးကလည်းညာတွင်ချင်းကြီးရာဆူကြီးအိမ်ကငွေတွေကိုအိုဒန်အတွက်ခိုးပေးခဲ့ပေမဲ့လည်းမနဲ့ကြတော့အကုန်ဖမ်းမိနေခဲ့ပါရဲ့ရာဆူကြီးကတော့ခိုးထားတဲ့ခိုးရပါပစ္စည်းတွေအပြင်ငွေတွေကိုပါထပ်ပေးလိုက်ပြီးတော့ ော့အိုရန်ကိုသဘောကျကျလားလို့မေးလိုက်ပါတယ်။သဘောကျကျရယ်ဆိုရင်ကိုယ့်ကိုပြုပြင်ဖို့ကောင်းမွန်တဲ့အမှုအချင်းတွေအတွက်ဒီပတ်စံတွေကိုတုံးဖို့နဲ့ဆောင်ဝိုင်းကောင်းတွေဖြစ်လာကြဖို့တရားမှားကြလိုက်ပါတယ်။ဒီလိုနဲ့အားလုံးကရာစုပြောခဲ့တဲ့ဇကားတွေကြောင့်ပညာတွေကိုတရားလေးချင်းလို့နေရင်အချိန်၃နှစ်တာကြာမြင့်သွားခဲ့ရပါပြီ။ Flower မျိုးတော်တဲကိုလည်းအိုရန်တို့ပြရောက်လာတော့ပြောင်းလဲသွားတဲ့ဆောင်ဝိုင်းတွေကိုကြည့်ပြီးအားလုံးလည်းအယံအံ့ဩလို့နေခဲ့ပါတယ်။အဖေဖြစ်သူကလည်းလူတော်တယောက်ဖြစ်လာတဲ့သူသားလေးအိုရန်ကိုကြည့်ပြီးဝမ်းသာနေတဲ့အခါအိုရန်ကသူပြောင်းလဲနေတာမဟုတ်ဘဲနဲ့ကြီးမြတ်တဲ့ပုံစံတမင်လှထားတာလို့ပြောလိုက်ပါတယ်။ ဖေဖျားနာတဲ့ကြားလို့မြို့တော်ကိုအ мян လာခဲ့ပေမဲ့တတနေတာကိုမြင်လိုက်ရတော့စိတ်တတရာသွားခဲ့ပေမဲ့ဂျာဟာတယောက်နဲ့တယောက်ရဲ့စကားပြောနိုင်တဲ့နောက်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်။ခူဝီနေမြေအီတာချီစိတ်ကန်းကိုလည်း white fire pirate တွေကရောက်နေခဲ့ပြီးရေတကွန်ကတက်လာခဲ့ပေမဲ့ဘာလို့ဒီမှာကပင်နေတဲ့ကျွန်းကရှိနေရတယ်လို့ white fire ကပြောနေခဲ့ပါတယ်။ဒါလေးကတော့ one piece အပိုင်း143ဖြစ်ပြီးအပိုင်း144ကိုစတင်ပေးနိုင်မှုအတွက် လိုက်လေးတရားဥချက်စနေပြီးတော့ comment လေးကျွန်တော်မှတ်မိကြပါအောင်ချဲတဲ့ subscribe လေးမလုပ်အောင်လုပ်ပြီးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်စကားရိုက်တဲ့ကောင်ကြီးကျွန်တော်ကတော့စမှတ်ပါ